ားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြပြပေးမယ့်ကြောင်းအားကကံပေါ်မှာပါတဲ့ liquefy app ကိုအသုံးပြုပြီးတော့ရေပေါ်မှာရှိတဲ့အရာဝတ္ထုကိုရေထဲမှာပုံရိပ်လေးပေါ်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်လည်းဒီဗီဒီယိုဆုံးထိ like ကြည့်ပေးပါအရင်ဆုံးကျွန်တော်တို့ကံပါကောင်းတဲ့ဝင်ထားပါမယ်ကံပါကောင်းတဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့ဘယ်ဘက်ဆက်မှရှိတဲ့ create ကိုနှိပ်ပါ ဒီမှာကျွန်တော် custom site ကိုရွေးပါမယ် custom site ဒီမှာ1920 wood ကထောက်920ရေးပါမယ်ပြီးရင် height ကို1060တော့ကပစ်စဲပါတော့ unit ကတော့ပစ်စဲပြီးရင် create new design ဒါဆိုရင်ကျွန်တော်တို့ယူထားတဲ့ frame လေးရလာပါပြီ။ဒီမှာကျွန်တော်တပုံတပုံရှာပါမယ်။အဲ့အတွက်ကြောင့် elements ဒီမှာကျွန်တော် airplane လို့ရိုက်လိုက်ပါမယ်။ enter ပြီးရင်ကျွန်တော် photos ကိုရွေးပါမယ်။ ျွန်တော်ဒီပုံလေးယူလိုက်ပါမယ်ပြီးရင်ကျွန်တော် size ဆက်မယ်ဆိုင်ရှေ့ပြောကျွန်တော်အပေါ်အောက်ကိုကျင်းပါမယ် ပေါ်လဲကျင်းပါမယ်ဒီနေ့ရပြီဆိုရင်ကျွန်တော်ဒီကောင်ကို duplicate လုပ်ပါမယ် duplicate ပေါ်က duplicate လုပ်ထားတဲ့တခု flip လုပ်ပါမယ် flip ပါတယ်ခင်ဒါဆိုရင်ပေါ်ကပြောင်းပြန်ဖြစ်သွားပါပြီတက်တက်ပဲဆွဲချပါမယ် ओके ပြီးတော့ရင်ကျွန်တော်ဒီအောက်ကပုံတစ်ချက်ကလေးဒီ app store နှိပ်ပါနှိပ်ပြီး search bar မှာ liquid file လို့ရိုက်ပါမယ် ဒီ liquify ကို10နိဒီကောင်လေးပါဒီကောင်10နိဒီထဲမှာကိုကြိုက်တာရွေးလို့ရပါတယ် mat ဆိုတော့အေးပြောတာပေါ့နော် webel ဆိုတာကတော့ဂျိုင်သွားတာပေါ့ဒီမှာအောက်မှာကိုဘာသာကို manual လေးပြင်လို့ရပါတယ်တတော်ကဒီ mat ဆိုတာကိုရွေးပါမယ် mat ဆိုတာကအေးပြောတာပေါ့နော်ဒီကျွန်တော်ဒီ skill ကိုချဲ့ကြည့်တဲ့သူချင်းနောက်ဆုံး ဒီအောက်က airplane ကအရင်ပုံစံမျိုးလေးဖြစ်သွားတာကိုတွေ့ရပါမယ်ကျွန်တော်တို့တော့လည်းပဲထားပါမယ်။ပြီးရင်စပီးယာစပီးယာဆိုတာကပေးကြံတာပေါ့လို့။နည်းနည်းလေးပုံပုံလေးဖြစ်အောင် โอเคဒါတော့လေးပဲထားပါမယ်ခုနမဆေးလိုက်မိတဲ့အတွက်ကြောင့်အရင်ပုံတိုင်းပြန်ဖြစ်သွားတာပေါ့နော်ကျွန်တော်ဒီစမီယာဆိုရအောင်နည်းနည်းလေးတို့ပါမယ် ကိုကဒီပုံစံလေးကြိုက်ပြီဆိုရင် save လိုက်ရပါမယ်။သူပေးထားတဲ့အတိုင်းကိုကြိုက်သလိုရေးလို့ရသလိုကိုဘာသာကို manual ပြင်နေရပါတယ်။ပြီးသွားရင်ကျွန်တော်တို့ elements ကိုပြန်သွားမယ်။ ASCII လို့ရိုက်ပါမယ်။ enter ကျွန်တော်ဒီပုံလေးယူပါမယ်ဒီပုံ share ပါမယ် ဒီဇိုင်းလေးထားပြီးဆိုရင်ကျွန်တော်ဒီပုံတစ်ချက်ကလစ် clip ပြီးရင်ကျွန်တော် transparency ချော့ပါမယ် transparency ကိုနည်းနည်းလေးထပ်ချော့ပါမယ် okay ဒီလောက်လေးထားလိုက်ပါမယ်ဒါဆိုရင် transparency က53ပါ ဟုတ်ကဲ့ပါအခုဆိုရင် water reflection design တခုဘယ်လိုဖန်တီးရမလဲဆိုတာသိသွားပြီလို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် like subscribe လုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် bye bye